မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တောင်အောင်ဆန်းစုကြည်ကိုလူဝဲနေရာမှာထိမ့်သိမ်းထားတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်ကနေပြည်တော်ထုံထောင်နဲ့14မိုင်กว่าကီလိုမီတာအဖြစ်22ဒသမ5ကီလိုမီတာกว่าဝေးမှရှိရဲစစ်စင်ရဲ့ထူပွဲရုံးဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖန်စီချုံနောင်ထားတယ်လို့ မြန်မာအကျဉ်းတောင်သက်သည် MPW ဖွဲ့စည်းကစုံစမ်းတီးပြူဖော်ထုတ်ထားမှုတွေကိုဒီကနေ့မှထုတ်ပြန်ပါတယ်။2024ခုနှစ်ဧပြီလလယ်မှာပြည်ပြင်းနဲ့နေရသည့်အပူချိန်ကြောင့်လို့ဆိုပြီးနေပြည်တော်အချုပ်ထောင်မှတိတ်တဆိတ်ခေါ်ဆောင်ပြီးမင်းအောင်လိုင်းရုံထိုင်တဲ့တီနီယာနဲ့မကွာဝေးတဲ့အထူးစစ်စင်ရုံကာဆာတာ6နေရာမှာတရားအကျဉ်းကြခံခဲ့ပြီးဒေါအောင်ဆန်းစုကြည်ကိုလက်ရှိဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူမှတာဝန်ယူဦးစီးနေရလို့ဆိုပါတယ်။အေယာရီမှာရခင်စုံစမ်းရရှိထားတဲ့အချက်တွေအရဒေါအောင်ဆန်းစုကြည်ကိုစကားကား6မှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်။စစ်ကောင်စီအနေနဲ့ ောင်ဆန်းစုကြည်ဘောစိတ်ပိုင်းဆိုင်ရာရရှိရွက်ချက်ရှိရှိညံပန်းနှိမ့်ဆက်နေတယ်လို့လက်ရှိတောင်ဆန်းစုကြည်ခန်းစားနေရတဲ့ရောဂါဝေဒနာတွေမှာတွားနဲ့ပတ်သက်တဲ့ဝေဒနာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာနဲ့အသက်ရွေးရသက်ကြီးပိုင်းတွေဖြစ်လေရှိတဲ့ကျန်းမာရေးဝေဒနာတွေခန်းစားနေရကြောင်းသိရပြီးအဲ့ဒီရောဂါဝေဒနာတွေအတွက်လုံလောက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေကိုစနစ်တကျကုသခွင့်မရရှိပဲဆေးမီတိုနီးနဲ့စစ်ကောင်စီခွင့်ပြုထားတဲ့ဆရာဝန်နဲ့ဆေးမှုတွေမှာတဆင့်သာကုသခွင့်ပေးနေပါတယ်။ ဒါအပြင်အကျဉ်းသားတဝရင်အခွင့်အရေးဖြစ်တဲ့မိသားစုနဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်ကိုမရရှိအောင်ပိတ်ပင်ခံထားပြီးထောင်ဝင်စာအဲ့တွေ့ခွင့်ကအကျဉ်းသားတိုင်းရရှိမယ်ခွင့်အရေးဖြစ်ကြောင်းအကျဉ်းထောင်လက်ဆွဲဥပဒေမှာတည်ရဝင်ပြန်ထမ်းထားတော့လဲအခုလိုမိသားစုဝင်နဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်မပေးခြင်းလုံလောက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုမပေးခြင်းဟာရည်ရွယ်ချက်ရှိရှိနဲ့လှုပ်ဆောင်နေတဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတစ်ခုဖြစ်တယ်လို့မြမအကျဉ်းထောင်တပ်တွေအဖွဲ့အစည်းကဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မြမပြည်သူတွေကိုကူညီနိုင်မယ့်နီလန်လေးကိုကိုလူခွေရင်မဟာမင်းကြီးတင်ပြတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာပြည်သူတွေကိုတည်တည်ရောက်ရောက်ကူညီပေးနိုင်မယ့်နီလန်လေးခုကိုကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးကတင်ပြဆွေးနွေးခဲ့ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီညီလာခံမှာမြန်မာလူ့ခွင့်ရေးဆိုင်ရာစီရင်ကန်စာတစားကိုတင်သွင်းရတာကအဲ့ဒီအကြံပြုချက်တွေကိုထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။သူကအာနာသိန်းစစ်တပ်အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာလူ့ခွင့်ရေးအခြေအနေတွေကပုံမကျတဲ့ဆိုးရွားလာနေတာကိုအတည်ပြုခဲ့ပြီးတဖက်မှာလည်းမြန်မာပြည်သူတွေကအပြောင်းလဲအတွက်မျှော်လင့်ချက်တွေကိုကြံ့ကြံ့ခိုင်စောက်ကင်ထားစေလို့ဆိုပါ ါတယ်။လူ၄000လောက်တည်ဆုံခဲ့တဲ့မလ28ရက်နေ့ငလင်တီအပြီးမှာမြန်မာနိုင်ငံရဲ့အခြေအနေဟာပိုပြီးခက်ခဲလာကြောင်းဒါပေမဲ့ပြည်သူတွေကတော့ငြိမ်းချမ်းတဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရည်တွေပြည့်ဝတဲ့အနာဂတ်ကိုဆက်လက်မျှော်လင့်နေစေလို့တာ ကောင်စီကညီလာခံမိန့်ခွန်းမှာထည့်သွင်းပြောဆိုသွားပါတယ်မြမပြည်သူတွေကိုထင်ရောက်တဲ့အကူအညီတွေပေးဖို့ဆိုရင်ကောင်စီနဲ့နိုင်ငံတကာတိုင်ဝမ်ကဒီကလှုပ်ဆောင်နိုင်တဲ့အပိုင်းလေးခုရှိရလို့သူကအကြံပြုထောက်ပြခဲ့ပါတယ်ပထမဆုံးလှုပ်ဆောင်ရမှာကတရားမျှတမှုနဲ့တာဝန်ရမှုတာဝန်ကူးမှုတွေကိုရှာဖွေပေးဖို့ဖြစ်ပြီးအဲ့ဒီကောင်စီအောင်မှာနိုင်ငံအကျဉ်းသားတွေကိုလွတ်ပေးရဖို့တပ်ဖြတ်မှုနဲ့တခြားဆိုးရွားမှုတွေကျူးလွန်သူတွေကိုထင်ရောက်စွာပြစ်ပေးရည်ယူနိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်ပြီးတော့မြမရင်ကိုပြည်ပြည်ဆိုင်ရာရှာဆွေးကောင်ရုံး ICC စင်တင်ပြရမယ်လို့လည်းသူကတိုက်တွန်းခဲ့ပါတယ် ဒုတိယလိုအပ်ချက်ကတော့မြန်မာနိုင်ငံမှာပြည်သူအားလုံးလေးစားကြမဲ့ဒီမိုကရေစီရသဆိုရပေါ်ထွန်းလာအောင်ကူညီဖို့ဖြစ်ပါတယ်ရိုဟင်ဂျာတွေနဲ့လူနည်းစုတိုင်းသားတွေကိုဖိနှိပ်ခွဲခြားဆက်ဆံတဲ့ဥပဒေကိုဖယ်ရှားမှာဖြစ်ပြီးအရက်သားတွေရဲ့ခွင့်ရေးတွေနဲ့မီဒီယာလက်ခွင့်တွေကိုကာကွယ်ရမယ်လို့ဆိုပါတယ်တတိယတောင်းဆိုမှုအနေနဲ့မျှတပြီးအစုအဖွဲ့အားလုံးအတွက်အကျိုးဖြစ်ထွန်းစီမံစည်းဝိုင်းမျိုးပြန်လည်တည်ဆောက်ဖို့ဖြစ်တယ်လို့တာကပြောပါတယ်စစ်တပ်နဲ့စစ်တပ်အလို့တော်ကြီးအစုအဖွဲ့တွေအတွက်ပဲကောင်းကျိုးဖြစ်ထွန်းနေတာမျိုးကိုခွင့်မပြုဘဲကျမ်းမာရေးပညာရေးလူမှုဝန်ဆောင်မှုကဏ္ဍတွေအတွက်ရင်းနှီးမြှုပ်နှံပို့လ ွယ်လိုအပ်ကြောင်းသူကထောက်ပြခဲ့ပါတယ်။ ဇီဝိုင်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေကပြည်သူတွေရဲ့လူမှုဘဝမြင့်တင်ကိုအားပြေထောက်ပံ့ပေးဖို့လည်းတကတိုက်တွန်းပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့မြန်မာပြည်သူတွေကိုလစ်လျူမရှုပဲနိုင်ငံတကာတိုင်ဝမ်ကဝိုင်းဝန်းအကူအညီပေးကြဖို့ဆိုတာပါပဲ။အဲ့ဒီထဲမှာမြန်မာစစ်တပ်အပေါ်လက်နက်ဝယ်ယူခွင့်ပိတ်ပင်တာ၊စီးပွားရေးအရာရင်းယူတာပိတ်ဆို့တာ၊လင်းရင်စီတွေတင်သွင်းလို့မရနိုင်အောင်တားမြစ်တာ၊ပဋိပက္ခတွေကနေထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာဒုက္ခသည်တွေကိုအကူအညီပေးတာစတဲ့ကဏ္ဍပေါင်းစုံအကြုံဝင်ပါတယ်။ပြီးတော့နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအထောက်ပံ့တွေပေးပို့နိုင်ဖို့အတွက်ပို့ပြီးပြောင်းလ ွယ်ပြင်းလွယ်ရှိတဲ့စိတ်ကူးညံထက်သန်တဲ့နီးလန်းတွေကိုရှာဖွေရအတောင်းပြကြဖို့လည်းပါဝင်ခဲ့ပါတယ်။နောက်ပြီးတော်လန်ရင်အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG စတက်ကိုတွန်းလှန်နေတဲ့တိုင်းဒေသလက်နက်ကိုင်အင်အားစုတွေဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေအရက်ဖက်ဖွဲ့စည်းတွေနဲ့တီးတွင်းမှုမြင့်တင်ဖို့လည်းတာကထဲသွင်းအကြံပြုခဲ့ပါတယ်။သူရဲ့မိန့်ခွန်းအဆုံးသတ်မှာတော့တာကမြန်မာစစ်တပ်အနေနဲ့အကြံဖက်ရန်လိုတိုက်ခိုက်မှုတွေကိုရပ်တန့်ပြီးလူသားချင်းစာနာမှုအကူအညီတွေဖြန့်ဝေပေးမှုတွေကိုခွင့်ပြုဖို့မတရားဖန်ဆီးထားသူအလုံးကိုလွတ်ပေးဖို့လည်းတောင်းဆိုသွားပါတယ်။အရန်ချက်တဲစ ိုးရွားနေတဲ့ကာလမှာတော့မြန်မာပြည်သူတွေကလူခွင့်ရေးပေါ်ချင်ကန်တဲ့အနာဂတ်မျိုးအတွက်အစီအစဉ်တွေချမှတ်လှုပ်ဆောင်နေကြောင်းအဲ့ဒီမျိုးလင်းချက်တွေလက်တွေ့ဖြစ်လာအောင်မြန်မာပြည်သူတွေကိုကူညီဖို့နိုင်ငံတကာတိုင်ဝန်မှာတာဝန်ရှိကြောင်းထပ်ကပြောကြားသွားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်ပရောက်ຫນွေဥတော်လိုင်းရေးထောက်ပို့တွေရဲ့ဖန်ဆင်းတွေကိုစုံစမ်းခိုင်းနေပြီးပိတ်သိမ်းနိုင်ဖို့ဆောင်ရွက်ဖို့စစ်ကောင်စီကညွှန်ကြားပြတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ဒီပါရောက်ຫນွေဥတော်လိုင်းရထောက်ပို့ရရဲ့ဗန်စင်များပွင့်လက်ထားတဲ့ဗန်များကိုအတိအကျသိရှိနိုင်ဖို့စုံစမ်းခိုင်းနေပြီးပိတ်သိမ်းနိုင်ဖို့ဆောင်ရွက်ဖို့စစ်ကောင်စီကညွှန်ကြားလာကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါတယ်။ဒီပါရောက်တန်ရုံဝန်ထမ်းများနေပြည်တော်ရှိဗဟုဗန်ဗန်နိုင်ဝင်ကြီးဌာနရှိတရင်တပ်ဖွဲ့စစ်ထောက်လိုင်းရဲ့ပါဝင်ဌာနပေါင်းစုံဒီပါရောက်တော်လိုင်းရထောက်ပို့ရရဲ့ဗန်စင်အနေနဲ့ငွေကြီးစီးစစ်တဲ့ပုံစံတွေကိုစီစစ်ဖော်ထုတ်ဖို့ညွှန်ကြားလာကြောင်းဒီပါမှာငွေစင်းဖွင့်လက်ထားတဲ့ဗန်နာမည်ဗန်စင်အနေနဲ့ငွေကြီးလက်ပတ်ပုံတွေကိုစုံစမ်းပြီးအမြန်ဆုံးပြန်လည်တင်ပြနိုင်ဖို့စီခိုင်းနေကြောင်းသိရ ပါတယ် ဒါအပြင်အဲ့ဒီဗန်စင်းတွေကိုတင်ချစွာမှတ်သားထားပြီးသက်ဆိုင်ရာနိုင်ငံတွေမှာဗဟုပန်နဲ့ဗန်တိုင်းဝင်ကြီးဌာနအပါအဝင်ဝင်ကြီးဌာနအချင်းချင်းတော်လက်ကောင်ရဲတပ်ဖွဲ့နဲ့လုံခြုံရေးဖွဲ့စည်းများမှတော်လက်ကောင်ထောက်ပို့လှုပ်ဆောင်နေတဲ့ဗန်အောက်တွေကိုပိတ်သိမ်းနိုင်ဖို့စီစစ်ဆောင်ရွက်ကြဖို့ညွန်ကြားလာကြောင်းသိရပါတယ်။နွေဦးတော်လိုင်းရေးထောက်ပို့လှုပ်ဆောင်နေတဲ့နိုင်ငံတွေမှာထိုင်းမလေးရှားစင်ကာပူကိုရီးယားအမေရိကန်အော်စတြေးလျဂျပန်နိုင်ငံပါဝင်ပြည်ပရောက်မြန်မာပြည်သူတွေကတော်လိုင်းရေးအတွက်ငွေကြေးများစုဆောင်းကောက်ခံခြင်းရန်ပုံငွေပွဲများကျင်းပခြင်းစားတဲ့နီလန်းမျိုးစုံနဲ့ငွေရှာဖွေကတော်လိုင်းရေးတပ်ဖွဲ့ရီထံကိုပေးပို့နေကြခြင်းဖြစ်ပါတယ်။ game okay. နောက်ထပ်တစ်ပုတ်အနေနဲ့တနင်္သာရီသိန်းခွန်ရွာနဲ့နောင်ချိုတို့မှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကလီရင်နယ်ပုံကျဲတိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်သိန်းခွန်ရွာနီးတိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးကျန်းဖက်စစ်တပ်ကလီရင်နယ်ပုံကျဲတိုက်ခိုက်နေကြောင်း KNU မြိတ်တော်ဝယ်ခရိုင်ကတနင်းထုတ်ပြန်ပါတယ်။ဇွန်လ28ရက်မနက်8:00နာရီမှာစတင်ကတနင်္သာရီမြို့နယ်သိန်းခွန်ကျေးရွာနီးတဝိုင်းရှိမောတောင်ဒေသကိုကျန်းဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးလာတာကြောင့် KNL တရင်17လောက်ခံတော်လိုင်းတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်။အကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရ ာနီယာနီတဝိုက်ကိုဂျက်ဖိုက်တာနဲ့မနက်စင်နိုင်ကမှာပုံကြီးနှလုံးနဲ့ဘုံသေးစလုံးထပ်မနေလာရောက်ကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီလေကြောင့်တိုက်ခိုက်မှုအတွင်းအကြံဘက်စစ်ကောင်စီတပ်သားတွေရှီယာနီယာတွေကိုသာကြားရောက်ပောက်ကွဲခဲ့ပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရပါတယ်။အလားတူရှမ်းပြည်နယ်နောင်ချုံမြို့နယ်မှာလည်းအကြံဘက်စစ်တပ်နဲ့တောင်တက်မတော် DNL တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလီရင်လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း DNL ကထုတ်ပြန်ထားပါတယ်။နောင်ချုံမြို့နယ်ရှိလုံဆန်းရွာမြက်ချင်းလူရွာလုံဝဲရွာညံတော်ရွာ အနောင်လင်းနဲ့နောင်ဩကြီးရွာတို့မှာအကြံဖက်စစ်ကောင်စီတပ်နဲ့တောင်တက်မတော် DNL တို့ဆက်လက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားနေချိန်အကြံဖက်စစ်တပ်ကလီချောင်းနဲ့ပုံ55လုံးနဲ့လက်နက်ကြီး32လုံးတို့နဲ့ပစ်ကူပြီးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဇွန်လ29ရက်နေ့မှာနောင်လင်းနဲ့နောင်ဩရွာကြားမှာအကြံဖက်စစ်ကောင်စီတပ်နဲ့တောင်တက်မတော် DNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်တွင်အကြံဖက်စစ်ကောင်စီတပ်ကလီချောင်းနဲ့ပုံအလုံး20လက်နက်ကြီး32လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအလားတူလုံဆန်းကြီးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်မှာလည်းအကြံဖက်စစ်ကောင်စီတပ်က Fighter နဲ့ပုံနှလုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့ပြီးမြက်ချင်းနုလုံဝဲနဲ့လုံဆန်ချင်းရွာမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံ22လုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ အဂျမ်ဘတ်စစ်ကောင်စီတပ်ကညံတော်ချင်းရွာဘက်ကိုလည်းဇက်ဖိုက်တာနဲ့ပေါင်900ပုံတလုံးချင်းချတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိရဲ။အုံမခချင်းရွာဘက်ကိုလည်းလက်နက်ကြီးတလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဇွန်လ26ရက်နေ့ကလည်းနောင်ချုံမြို့နယ်ရှိနောင်ဖောညံတော်လုံဆန်းအုံမခနဲ့နောင်လင်ချင်းရွာတွေမှာအဂျမ်ဘတ်စစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်အဂျမ်ဘတ်စစ်ကောင်စီတပ်ကလက်နက်ကြီး80နဲ့ဒရုန်းပုံ32လုံးတို့ပစ်ကူပြီးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ညီနောင်မဟာမိတ်တောင်ဖွဲ့ကငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားတဲ့ ုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်စင်နာရီပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်ပြည့်ရက်ကာလကိုနောက်ထပ်တလသက်တမ်းထပ်တိုးထားနေစဉ်အကြံဖက်စကောင်စီတပ်ကအခွင့်ကောင်းရှုပြီးအစမပြတ်ထိုးစစ်စင်နေတာကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်းပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စည်ရင်းတတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ဆိုင်ရာနီလန်းများလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်း TNL ကထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။